ပြည်သူ့ radio တန်ရီကိုနားဆင်ရင်ပြည်သူ့ရဲ့တီကရှေးစမ်းမယ် နိုင်ငံသူနိုင်ငံသားအပေါင်းလူခွင့်ရေးချိုးဖောက်ခံရမှုတွေနဲ့စည်ရေးပြိပခရိကြားကကင်းဝေးပါစေကြောင်းကျမတို့ People's Radio မြန်မာဖွဲ့သားများမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်။အခုချိန်ကစပြီးပြည်ရင်းပြပမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါ။ People's Radio မြန်မာရဲ့နေ့စဉ်သတင်းတင်ဆက်မှုစီစဉ်ကနေကြိုဆိုလိုက်ပါတယ်။ AB လာစည်ရင်နေမိနစ်ပိုက်တီ People's Radio မြန်မာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒီစီစဉ်ကနေနားဆင်ရမယ့်အတဲကြောင်းရာတွေကတော့ ဆက်လက်နေပါကြတိုက်ခိုက်ခဲ့ရတဲ့အဲ့တော်မျိုးကိုကောက်ကရဲဖက်တွေတိုက်ပတ်နိုင်ခဲ့တဲ့တဲ့ငငယ်လေးကြောင့်ပြစ်စီမှုများတဲ့စိတ်တရရွာကုန်ကိစ္စမှုများမလွတ်ဆွနိုင်သေးတဲ့တဲ့နဲ့6ဦးမျိုးနဲ့ကျွတ်ရတရာကိုဆယ်အုပ်စုကစစ်တပ်လေတပြည့်ပြက်ခတ်ခဲ့လို့ဒေသခံတအုပ်တွေဆုပ်ပြီးနေချလုံးမိလာပြစ်စီတဲ့တဲ့တွေအပြင်နိုင်ငံပြပသတင်းမီဒီယာတွေရဲ့သတင်းကောင်းချစ်တွေကိုပါနှားရှေ့ရမှာပဲဖြစ်ပါတယ်။ဆက်လက်နေပါကြတိုက်ခိုက်ခဲ့ရတဲ့အဲ့တော်မျိုးကိုကောက်ွယ်ရေးတပ်ဖွဲ့တွေတိုက်ပတ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ စကိုင်းတိုင်းအဲ့တော်မျိုးကိုရရှိဖို့အတွက်ကော်ကော်ရေးတပ်ဖွဲ့တွေကဆစ်လာနီပါကြတိုက်ခိုက်ခဲ့ရပြီးအပီလာ9ရက်နေ့ညဆင်းနိုင်လောက်မှာတော့အပီးတိုင်တဲပတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့တော်မျိုးကိုပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီကနေ့မှာတော့အပီးတိုင်တဲပတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့တော်မျိုးတိုက်တိုက်ပွဲမှာလက်နက်ခဲရတွေနဲ့စစ်ကောက်စီတပ်သားတွေကိုအစင်မှစီရမိတာတွေရှိခဲ့ပေမဲ့လည်းတိစိတ်ချစ်လက်ကိုတော့တစ်ဆိုင်အောင်ကောက်ကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်တာမျိုးမရှိသေးပါဘူး အဲ့လိုမျိုးတိုက်ပွဲကိုမြန်မာနိုင်ငံလွှတ်ဆော်ရာကြောက်သားများဒီမိုကရက်တစ်အတိုက်ဦး ABSDF စကိုင်းထူးတိုက်ရစ်တဲ့ SR1 နဲ့အမှန်တည်းစစ်တေသအောက်စီအဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်ကြတာပဲဖြစ်ပါတယ်။ငလေကြောင့်ဖြစ်စီမှုများတဲ့စိတ်တရရကိုကယ်ဆယ်မှုများမလွတ်ဆော်နိုင်သေးဘူးဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ပြီးခဲ့တဲ့မလ28ရက်နေ့ဖြစ်ပွားခဲ့တဲ့ငလေကြောင့်နေ30ခန့်မြကြီးထဲကြွကြခဲ့တဲ့ပလိမျိုးနဲ့စိတ်တရရကိုဒီနေ့အထိကယ်ဆယ်မှုများမလွတ်ဆော်နိုင်သေးဘူးဒေသခံများထံမှသိရပါတယ်။ ပြေအားမဂနီကျူ9.8အရှိရှိတဲ့ငလေကြောင့်စကိုင်းမန္တလေးနဲ့နေပြီးတော့တို့တယ်နေအိမ်ပြူကျမှုများဖြစ်ပွားခဲ့ပြီးတိခိုက်မှုများပြောက်ခဲ့ပါတယ်စိတ်တရရရတယ်မေကျော်ကြောင့်မူကြောင့်နေအိမ်များပြူကျခဲ့ရပြီးအင်တာနက်ခက်ခဲမှန်းကြောင့်အကူအညီရရှိရကြကြခဲ့ရတယ်ဟုအနီနာရှိဒေတာခန့်တို့ကပြောပါတယ်စကဘူးတရုတ်နဲ့ထိုင်းနိုင်ငံတို့မှာကာဆယ်ရုပ်ဖွဲတွေမှာမြို့ကြီးများတွင်သာကူညီနိုင်ခဲ့ပြီးလက်ပံရှိတဲ့ခက်ခဲတဲ့နေရာများကိုသွားရနိုင်ရေးခက်ခဲနေတယ်ဟုကူညီပေးနေသူများကပြောပါတယ် လိန်မျိုးနယ်ကမန္တလေးမျိုးနဲ့မိုင်နှင်းငယ်သာကောင်းဝေးပြီးငွေကြေးကူညီများရရှိလာတော့လဲကဲဆက်ရေးများမလုဆန်နိုင်သေးဟုရခိုင်တူကပြောပါတယ်။စရေရနိုင်ငံအနိုင်ငလီကျောက်တိဆုပ်သူ3964ဦးဒါရရသူ9012ဦးနဲ့ပျောက်ဆုံးနေသူ210ဦးရှိတယ်ဟုသိရပါတယ်။ခြောက်ဦးမျိုးနယ်ကကြေရတရာကိုဆေးအုပ်စုကစက်တက်လီတီပြပကတ်ခဲ့လို့ဒေသခံတအူးတိဆုပ်ပြီးနေရချလုံးမိလာပြရှိသွားတဲ့ဆိုတဲ့တဲ့ကိုတိဆက်ပြပါမယ်ခင်ဗျာ။စကိုင်းတိုင်းခြောက်ဦးမျိုးနယ်ကကြေရတရာကို စေအုပ်စုကအစစ်တပ်လေကြီးနဲ့လာရပကတ်ခဲ့လို့ဒေသခံတအုပ်တည်ဆုပ်ခဲ့ပြီးနေအချလို့လည်းမိလာပြစီသွားတယ်လို့ဒေသခံဒီစီကနေသိရပါဗျ။မဟုတ်ရနာမခကနေတက်လာတယ်။စစ်တပ်လေကြီးဒီစီဟာအီဘီလာ6ရဲ့ည7နာရီကျော်လာမှတုတ်ပန်းလောက်ရတဲ့ကို190မမဗုဒ္ဓီလေးလုံးနဲ့ကြက်ချတိုက်ခိုက်သွားတဲ့အတွက်တင့်90ကျော်မျိုးသားတအုပ်နဲ့အမျိုးသမီးနှစ်ဦးတည်ဆုပ်သွားခဲ့ပါဗျ။တည်ဆုပ်သွားတဲ့ဒေသခံတအုပ်ဟာမနမတွေဖိကြပြီးသူတို့ကိုအဲ့ဒီညမှာပဲတကြိုပေးခဲ့တယ်လို့ဆိုပါတယ်။တုတ်ပန်းလာရစစ်တပ်လေကြီးနဲ့လာရပက်ခတ်ရခြင်းဟာ ကံကြီးကောပြူရွာကဖုတ်ကြီးရွာကျေးရွာကိုတိုက်ခိုက်ဖို့အတွက်လူမှုစာမျက်နှာကော်ရဲပေါ်မှာဖိအားပေးရေးသားထားမျိုးရှိတယ်လို့လည်းဆိုပါတယ်တိုက်ပွဲဖြစ်ပွားတာတွေမရှိပဲအခုလိုရုတ်တရက်စက်တက်လေတီနဲ့လာရပိတ်ခတ်ခဲ့တဲ့အတွင်းတုတ်ပတ်လာရွာမှာအနေနဲ့ရရက်ကလာရလွတ်ကဲစားတောင်းနေတဲ့ပြည်သူတွေထိလဲနေကြတယ်လို့လုပ်ငန်းရှင်တွေလည်းအလုပ်ဆက်လုပ်ဖို့ကြောက်လန့်နေကြတယ်လို့ဆိုပါတယ်အေဘီလာတရင်တွေကလည်း၆ဦးမျိုးနဲ့ငရန်ကျေးရကနေ80ဝက်ကျေကိုစစ်ကောက်စီတပ်သားတွေကမီဆိုပစ်စီခဲ့ပါသေးတယ်။ ဒီစီစဉ်ကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေတာဖြစ်သလိုမိဘပြည်သူများအနေဖြင့်အပင်နားဆင်ဖို့ဖိတ်မှန်တကားပြုရန်ပါတယ်ကျွန်တော်တို့ရဲ့ People Radio မြန်မာကိုနားတော်တာရှိသူအားလုံးကိုစိတ်နှပြချမ်းမချက်တာပြီးကမ်ပိန်းပေါင်းမှကေဝေးနိုင်ကြပါစေခင်ဗျာ People Radio မြန်မာကိုယခုအခါ www.peopleradiomyanmar.co တမကစစ်ပက် Radio Pack ကနေလည်းနားဆင်နိုင်ပါတယ်ခင်ဗျာစစ်ပက် Radio Pack ကို Google Play Store သို့မဟုတ် App Store ကနေ Comment Download ဆိုရနိုင်ကြအောင်တရေကောင်ပွားအပ်လိုက်ပါတယ်ခင်ဗျာ ပြည်သူ့ radio တန်တွေကိုနောက်ဆွေရင်ပြည်သူ့ရဲ့တီကရှေးစမ်းမယ်